ဒီနေ့လေးမွေးဖွားတော့မိတ်ဆွေအားလုံးမင်္ဂလာပါ2025 April လတလတာအတွက်တေရော့ကပြောတဲ့ကံကြမ္မာကတော့2025 April လတလတာအတွင်းမှာတနင်္ဂနွေသားကြီးများရရှိတဲ့နှမိတ်ကတော့ဘုံကြီးဆိုတဲ့ကပ်ပြအဲ့တော့ April လထဲမှာတနင်္ဂနွေနေ့မွေးဖွားတော့မိတ်ဆွေများအားလုံးအလူဒန်းကိစ္စဘာသာရေးကိစ္စတွေအရင်ထက်ပိုပြီးတော့လောရလိမ့်မယ် Pride သူတို့ဘာအလုပ်တွေကူညီခြင်းဖြင့်ဟလာပျော်ရွှင်တဲ့ တလကိုဖြတ်တန်းပါလိမ့်မယ်။အိမ်တော်ကြီးကန်ချီကန်အားကောင်းပါတယ်။ငွေနဲ့ပတ်သက်ရင်လည်းအဝင်တော်ပါလိမ့်မယ်။အဲ့တော့ထွက်ထားတဲ့ငွေတွေလည်းပြန်ပြီးတော့ဝင်ကိန်းရှိပါတယ်။ဒီလိုကာလမျိုးမှာမိษွေပေါင်းတဲ့ပတ်သက်ရင်တော့အထူးသတိထားဖို့ရည်ကြီးပါတယ်။အရန်ကာရောဘုရုမှရန်မယုံပါနဲ့။နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့မိษွေမျိုးကိုတွေ့ရတတ်ပါတယ်။အိမ်တော်ကြီးကန်ချီကန်ကလည်းအစိုးဝိုင်းကြီးမဟုတ်ပေမဲ့တခါတလေမှာသူတို့ဘာအလုပ်ကိုကူညီခြင်းအပြင်အခြေခံအိမ်တော်ကြီးကညံ့သွားတတ်တယ်။ဘာကြောင့်လဲဆိုတော့ မိသားစုအတွက်ကြည်တာမဟုတ်ဘဲသူများကိုကြည်ခြင်းအားဖြင့်ကိုယ့်ရဲ့အိမ်အောင်ရှင်အိမ်အောင်ဘက်တွေဟာမနာလိုဖြစ်တတ်တယ်ဆိုတဲ့တလားတာကိုဖြတ်သန်းနေပါတယ်ဒါကိုတော့တနင်္ဂနွေသားများအားလုံးသတိထားစီလိုပါတယ်ထီထိုးကံကန်ဆန်းမယ်ဆိုရင်ဒီတလားအတွင်းမှာငါးတလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံဘတ်အဖြစ်ထီထိုးပါကန်ကောင်းစေတဲ့အရာကတော့အစိမ်းအောင်ဖြစ်ပါတယ်ဒီတလားအတွင်းမှာအားလုံးအဆင်ပြေချုံးမွေးဖို့ဆိုရင်အိမ်ဖျားမှာမုံလုံးရေပေါ့ ဆယ်လုံးမဲ့ဘုရားကိုစွန့်တော်ကပါကြံတဲ့ပူတဲ့ဟာတွေကိုဘေးမှာရှိတဲ့သူတွေကိုအလုံးလက်ဆောင်ဝေပေးခြင်းအပြင်ကျွေးမွေးအခန့်ကျွေးမွေးခြင်းဇဒုတိစာပေါ့မလုံးကြီးပေါ့ဇဒုတိစာကျွေးခြင်းအပြင်တနေ့ကနေနေ့မွေးဖွားသောမိတ်ဆွေများအလုံးဧပြီလတလတာလုံးအလုံးကံကောင်းပါလိမ့်မယ်ခင်ဗျာကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မီးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညာ2ဗိုက်ဘာဖွင့်ထားတယ်ပြီးရင်ဒီဘေးဝေဖွင့်ထားတယ်ကိုကိုသိကျင်တဲ့အကြောင်းအရာလေးကိုလှမ်းပြီးတော့ဆက်သွယ်ပါ အပြန်ပြီးတော့မဆက်သွယ်လို့ရှိရင်လည်းစိတ်မဆိုးပါနဲ့လို့တခါတည်းပြောပြစီအဲ့တော့တရင်တွင်မွေးဖွားသောမိတ်ဆွေများဧပြီလတကြံကာလမှာအေးချမ်းစွာဖြင့်ပျော်ရွှင်စွာဖြင့်မိသားစုအားလုံးငြိမ်ငြိမ်ချမ်းချမ်းဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာတန်ရင်မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွင်းတလနေ့မွေးဖွားသောမိတ်ဆွေများ ရရှိတဲ့နမိတ်ကလေးက The Star ဒွင်ကျဲတဲ့ကောင်းကင်တမွတ် ြဲကိုစွတ်မယ်ဆိုတဲ့နမိတ်မျိုးကိုဆိုလိုတာပါအဲ့တော့ဒီဒွင်ကျဲဆိုတဲ့ကပ်ပြားဟာအကောင်းတဲ့ဆိုဆိုရင်ဒင်းလန်နေမူပါသောမိစေများကောင်းတဲ့နာမည်ဂုံသိက္ခာတွေဂုံသတင်းတွေတူးတက်မယ်ဆိုတဲ့တလားကိုဖြတ်တန်းနေပါတယ်အလုတ်ကန်အစဉ်ပြေမယ်ငွေကြီးအစဉ်ပြေမယ်သူတို့ဘာရှိရအကူညီကောင်းထောက်ပံ့ကောင်းရဲ့လည်းရမယ်နောက်ပြီးတော့အခြေခံအိမ်တော်ရေးကံလည်းကောင်းပါတယ်ဒါပေမဲ့သတိထားစရာအကြောင်းရှိတာပစ္စည်းတစ်ခုကိုလိုချင်တဲ့အိမ်တော်ဘက်ပဲဖြစ်ဖြစ်ချစ်သူကြီးစားပဲဖြစ်မရလို့နည်းနည်းစိတ်ဆူစိတ်ကောက်တာလေးတွေတော့သတိထားစီလိုပါတယ် ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်ခုနှစ်တလုံးတည်းကိုအပိုင်ကင်ပြီးတော့ဒန်လာနေမွေးဖွားသောမိတ်ဆွေများကန်ကောင်းမဲ့အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီသောအရောင်ကတော့နီညူရောင်ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စပေါ်လာရင်အိမ်ဖျားမှာတောက်တော်ရေအေးအေးလေးလူချင်းအားဖြင့်ရေလူချင်းအားဖြင့်အိမ်ဖျားမှာဆိုလဲတောက်တော်ရေလူမယ်နောက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေတကယ်ရေငတ်နေတဲ့သူကိုလည်းဘုန်းကြီးရဟန်းကိုရေသန့်ဘူးလူချင်းအားဖြင့်လည်း အဒင်းလန်နေမူပေါ်သောမိတ်ဆွေများတလားလုံးအေဂျင့်စွာဖြတ်သန်းနိုင်ပါလိမ့်မယ်အဲ့တော့ဒီဧပြီလတလအတွင်းမှာတကယ်လို့အလူတန်းလုပ်ချင်နေဆိုရင်အေးသောအရာဆိုတာကျွန်တော်တို့ရွှေရင်အေးတို့မုတ်လက်ဆောင်တို့စသဖြင့်ရေခဲပါတဲ့မုတ်တမျိုးသရုတိစာကျွေးမွေးအခန့်ချင်းအပြင်ဧပြီလတလတာလုံးမှာအေးချမ်းစွာဖြတ်သန်းနိုင်ပါလိမ့်မယ်အဲ့တော့ တလန်နေမူပါသောမိတ်ဆွေများအနေနဲ့လည်းကျွန်တော်နဲ့တိုက်ရိုက်ပေးရင်မေးဖို့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညနှစ်ထဲမှာ KP ဝေဖွင့်ထားတယ်ဘိုက်ဘာဖွင့်ထားတယ်အဲ့ဒီကနေဆက်သွယ်ပါအကယ်၍ကျွန်တော်ကပြန်ပြီးမဆက်သွယ်နိုင်လို့ရှိရင်လည်းစိတ်မဆိုးဘူးเนาะနားလည်းခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့တလန်နေမူပါသောမိတ်ဆွေများအားလုံးတကြံတွင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့အလှူဒန်းနေများများလုံနိုင်ကြပါစေအေးချမ်းကြပါစေတကြံရင်နဲ့တူညံ့ခိုက်တဲ့အားလုံးကင်းစင်လွတ်ပြောက်ပြီးတော့ ီ2025တနှစ်တာလို့လဲအေးချမ်းကြပါစေလို့ပြင်ခံနေမူခေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွက်ပြင်ခံနေမူခေါ်သောမိတ်ဆွေတွေရရှိတဲ့နမိတ်လေးကတော့ justice ဆိုတော့ညီညွတ်ခြင်းမျှတခြင်းဆိုတဲ့ကပ်ပြားလေးတဲရော့ကတ်ကနမိတ်ရပါတယ်အဲ့တော့ညီညွတ်ခြင်းမျှတခြင်းဆိုတာပြင်ခံနေမူခေါ်သောမိတ်ဆွေများအားလုံးဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုယ့်ဘက်ကဒီမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့လိုတယ်မှန်မှန်ကန်ကန်သိဖို့လဲလိုတယ် အဲ့ဒါဆိုလို့ရှိရင်ကိုယ်စောင့်တဲ့တွေကိုယ်ကိုစောင့်ရှောက်ပေးတဲ့ပုံကူတွေတလာလုံးစောင့်ရှောက်ပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့မှားတာကို မှားမှန်သိနေပါလျက်နဲ့အဲ့အမှားဘက်လိုက်ပြီးတော့ဘာနဲ့တူလဲဆိုလို့ရှိရင်ငွေမျက်နှာနဲ့လူဒီအမှန်တရားနဲ့မှာငွေမျက်နှာကိုလိုက်သွားလို့ရှိရင်တော့ဒါအင်္ဂါနီမူဖောက်သောမိတ်ဆွေများပြက်တယ်ဆိုတဲ့နမိတ်မျိုးကိုဆိုတာနော်ဒါဆိုရင်ကျွန်တော် တို့ဒီကက်ပြရဲ့နမိတ်ကတော့ အကောင်းထဲမှာပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကမှန်ဖို့အရေးကြီးတယ်မှန်တာကိုမှန်ဖို့မှားတာကိုမှားတယ်လို့ပြောရဖို့တတ်တယ်ရှိရရှိရမယ်ဆိုတဲ့နှမမျိုးဖြစ်တယ်အဲ့တော့ငွေကြေးကိစ္စအဆင်ပြေမယ်မှန်ဖို့လိုတယ်ခြေရေးကိစ္စအင်တာနက်ကိစ္စလည်းအဆင်ပြေမယ်မှန်ဖို့လိုတယ်အလုပ်ကိစ္စတွေလည်းအားလုံးအောင်မြင်တိုးတက်မယ်အဲ့တော့အားလုံးနဲ့ပတ်သက်ပြီးတော့ချင့်ကျင်ဖို့လိုတယ်ဆိုတော့နားလည်ပြီးပါအဲ့တော့ဒီလိုဂိမ်းမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်တစ်တလုံးလေးကို အပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေဌီနံဘက်ဖြစ်ဒီလိုပါကံကောင်းမဲ့အယောင်ကအစင်းယောင်ညီညွတ်ယောင်ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဘာပဲလှုပ်လှုပ်အစဉ်ပြေချောမွေးဖို့ဆိုရင်ဒီဧပြီလတစ်လလုံးမှာသရုတိစာအလှလုံးမယ်ဆိုလို့ရှိရင်အေးတဲ့အရာမလုံးကျွန်တော်ရွှေရင်အေးတော်၎င်းမုတ်လက်ဆောင်တော်၎င်းအိမ်ဖျားမှလည်းလူမဲပြင်ဘေးပတ်ပတ်လည်းအေးလေးတွေပေါ့နော်ဒါ ဇဒုတိစာပြုလုပ်ခြင်းအပြင် အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများကုသိုလ်တရားလည်းရမယ်။ဣဗရလတလားတင်မဟုတ်ဘူး2025တနှစ်တာလုံးလည်းအေဂျင့်စွာဖြတ်သန်းနိုင်မယ်။အဲ့တော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးဖို့ဆိုရင်၄လုံး၅လုံး၈၃ညနှစ်မှာဘိုင်ဘာဖွင့်ထားတယ် KB weight ဖွင့်ထားတယ်ညံပူစောက1000ခွဲဖြစ်ပါတယ်တူဦးကိုအဲ့တော့အရေးကြီးရင်မေးလို့ရပါတယ်အကယ်၍အရေး ြည့်လို့မေးပေမဲ့ကျွန်တော်ဘက်ကအချိန်မအားလို့ပြန်မဖြေနိုင်ရင်လည်းနားလေခွင့်လို့ပြေးစီလို့ပါတယ်အဲ့တော့အင်္ဂါနေ့မူခေါ်သောမိတ်ဆွေများဧပြီလ2025ဇန်နဝါရီတလလုံးအလူတန်းနေများများဆဆပြုတ်လို့ပြီးတော့မိသားစုလိုက်ပျော်ရွှင်အေဂျင့်ကြပါစီကြံရင်နဲ့အတူအညံ့နေကင်းစင်လွင့်ပြောက်ပြီးတော့2025တက်တက်တာလုံးကောင်းကျိုးချမ်းသာတွေရကြပါစေဗျာဘုန်းကြီးနေမူခေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွက် ဗုဒ္ဓနှင့်မူပါသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့နမိတ်ကလေးရရှိပါတယ်။ဒါဆိုရင်ဗုဒ္ဓနှင့်မူပါတဲ့မိတ်ဆွေအားလုံးဟာဣပရဏထဲမှာအလုံးမရှိဘူးဆိုရင်အလုံးပြန်ရပါလိမ့်မယ်။ပတ်စံမရှိဘူးဆိုရင်ပတ်စံနေပြန်ဝင်ပါလိမ့်မယ်။နော်ကိုယ့်ရဲ့ဂုံသိက္ခာတွေကိုယ့်ရဲ့ဒီဖြစ်ခြင်းတဲ့အကြောင်းအရာတွေအရင်ကကမဖြစ်ခဲ့ဘူးဆိုရင်ပြန်ဖြစ်မယ်။အဟောင်းတွေပြန်လောရတတ်တယ်။ဆိုတဲ့နမိတ်မျိုးပြန်ဖြစ်မယ်ဆိုတဲ့နမိတ်မျိုးကိုဆိုပါတယ်။အဲ့တော့ငွေနဲ့ပတ်သက်ရင်အရင်တော့ကုန်ထတာပြန်ဝင်မယ်။ ခြေကိစ္စအင်တော်ကြီးကိစ္စဆိုလို့ရှိရင်လည်းအရင်တုန်းကစိတ်ညစ်ထားတာတွေအားလုံးပြန်ပြီးတော့ဧပြီလမှာပြန်အဆင်ပြေပါလိမ့်မယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအရင်တုန်းကဟလာကိုအကူအညီမရဘူးဆိုရင်ဧပြီလထဲမှာဗိုလ်ထုနေမူပါသောမိစေများတေချာပေါ့ကျွန်တော်အကူအညီကောင်းရပါလိမ့်မယ်နာမည်ဂုံတရင်တွေတိုးတက်မယ်မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာအဟောင်းတွေပြန်ပြီးတော့ပြန်ချိတ်ဆက်ရတတ်တယ်။ဟောဆွေမျိုးသားချင်းနဲ့လည်းပြန်ဆောင်တတ်တယ်။ကောင်းသောနမိတ်ပါဒါတွေကဘုရုနေမူပါသောမိစေများထီထိုးကန်ဆန်းမယ်ဆိုရင် နှစ်တလုံးနဲ့ကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလေထိနံဖက်ပြစ်တီတို့ပါကံကောင်းတဲ့အယောင်ကအဖြူရောင်ဖြစ်ပါတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စကိုကိုလုတ်ကျင်တဲ့ဆန္ဒတွေမြ мян ပြည့်ကျင်နေဆိုရင်တဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဆွေမျိုးသားရင်းဘိုးဘွားမိဘတွေကိုတည်ဆုံသွားပြီးတဲ့ဘိုးဘွားမိသားမိဘတွေကိုရည်ရွယ်ပြီးတော့အလှလုပ်ပါတဲ့တည်ဆုံသွားပြီးသောသူများကို မြတ်တာဘူးအမြဘေးပါအမြဝေပါတဲ့ဒါဆိုရင်ဗုဒ္ဓနေမူပါတော်မိတ်ဆွေများတလားလုံးအေဂျင့်ဆိုတာပြသမှာလိမ့်မယ်အဲ့တော့ဒီဧပြီလထဲမှာဗုဒ္ဓနေမူပါတော်မိတ်ဆွေများဇရုတိစာခொနည်းသာသမီးကိုကျွေးမွေးအဲ့ခံခြင်းနဲ့ဆိုရင်အချို့အေးတဲ့အရာလေးတွေရွှင်အေးမုတ်လက်ဆောင်ဒါလေးတွေကျွေးမွေးခြင်းဒါပေမဲ့အဲ့ထဲမှာမဖြစ်မနေလောက်အောင်မှာကတော့မုတ်လုံးကြီးပေါ်ဆယ်လုံးကိုအိမ်ဖျားမှလူပြီးကြံတဲ့ပိုတာတွေအကုန်လုံးကို ဝေငှခြင်းအပြင်လည်းဘိုးလူနေမူပါသောမိတ်ဆွေများဧပြီလထဲမှာပို့ပြီးတော့သူများထက်ကိုကံကောင်းပါလိမ့်မယ်အဲ့တော့ဒီလိုဂိမ်းမျိုးမှာအကောင့်နဲ့အဆိုးဆိုရင်အကောင့်ထဲမှာဖြစ်တဲ့ကြောင်မလို့ဟာလာဘိုးလူနေမူပါသောမိတ်ဆွေများအားလုံးပြောစရာဆိုးတဲ့အရာညံ့တဲ့အရာကိုပြောစရာ ပြောခွင့်ရမရှိပါဘူးအဲ့တော့ကျွန်တော်လည်းဓာတ်ရိုက်ပေးရင်မေးမယ်ဆိုလို့ရှိရင်လည်း၄၃လုံး၅လုံး၈၃လုံး2 KB weight Viber ဖွင့်ထားပါတယ်ညံဘူးစောက1000ကျပ်တယောက်ကိုယူပါတယ် အချိန်ရရင်စင်ပြလို့ရှင်ဟောပေးပါမယ်မအားတဲ့ကြားတွေကဟောပေးရခြင်းဖြစ်တယ်အကယ်၍ကျွန်တော်နဲ့ဆက်သွယ်လို့လို့ဖုံးမကန်ဖြစ်တာအစပြင်ပို့ထတာမမြင်လို့ရှင်လည်းနားလည်းခွင့်လို့ပေးစီလိုပါတယ်ဘုထုနေမူပါတော့မိတ်ဆွေများအားလုံး2025ဧပြီလတကြံတလတော့မှာအန္တရာယ်ကင်းစွာဘေးရှင်းစွာအေးချမ်းစွာပြင်ပသားစုဒီကိုမောင်နှမအားလုံးဆွေမျိုးသားချင်းတွေအားလုံးတိုင်ဝိုင်းတွေအားလုံးအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ ဂျာတာပရီနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာတာပရီနေမွေးဖွားသောမိတ်ဆွေအတွက်ရရှိတဲ့နမိတ်ကလေးကတော့2025ဧပြီလ1လအတွင်းမှာဒီတေရော့ကပ်ပြားရဲ့နမိတ်ကတော့ The Matches လို့မော်ဝိဇာဆိုတဲ့ကပ်ပြားလေးရရှိပါတယ်အဲ့တော့မော်ဝိဇာဆိုတဲ့ကပ်ပြားဟာဂျာတာပရီနေမွေးဖွားသောမိတ်ဆွေများဒီဧပြီလထဲမှာအဆအဆအရာရာသတိလေးထားစေလိုပါတယ်တဲ့အရန်ကြီးအရန်ကာရောကြီးတွားပြီးတော့မယုံပါနဲ့တဲ့ ရင်းနှီးတဲ့မိဆွေအတိုင်းဝိုင်းဆွေမျိုးသားချင်းအရပဲကိုယ့်ကိုဒုက္ခပေးတတ်တယ်တဲ့အချီးငားတွေမလုပ်ပါနဲ့တဲ့ကိုယ့်ဘက်ကပေးကျင်တယ်ဆိုလို့ရှိရင်ချီးကျင်တယ်ဆိုလို့ရှိရင်လှူလိုက်တာကောင်းတယ်နောက်မှပြန်ပေးမယ်နောက်ဒါလေးမှတ်ထားပါဆိုရင်အဲ့ပစံရမှာမဟုတ်တော့တခါလဲလှူလိုက်တာကောင်းတယ်မပေးကျင်လည်းမရှိဘူးလို့ဒါပြောလိုက်ပါအဲ့တော့ငွေကိစ္စနဲ့ပတ်သက်ရင်လှည့်ပြမှုခံရတတ်တယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအလေညာလေးတွေနည်းနည်းများတတ်တယ်အဲ့တော့အချီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်ကြားမှာဘာမှမဟုတ်ဘဲနဲ့ ဟိုစကားလေးပြောဒီစကားလေးပြောအဲ့စကားလေးတွေအားစားရံများစရာလေးတွေပေါ်ပေါ်လိမ့်မယ်အဲ့ဒါတွေကစိတ်ညစ်ရမယ့်အရာတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်လို့ရရတယ်လို့ပြောလို့ရတာပေါ့ဆိုတော့အကောင်းဆုံးကတော့တယောက်နဲ့တယောက်ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရှိရင်တော့ဂျန်နာဗရီနေ့မွေးဖွားသောမိတ်ဆွေများအားလုံးအဆင်ပြေချောမွေးပါလိမ့်မယ်အဲ့တော့ဒီလိုကာလမျိုးမှာထီထိုးကန်ဆန်းမယ်ဆိုရင်တက်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလိထီနံပါတ်အဖြစ်ထီထိုးပါကံကောင်းစေသောအကြောင်းကအမိအောင်ရဲရဲလေးဖြစ်ပါတယ်အဲ့တော့ ခီးထွက်မယ်ဆိုလို့ချင်းထွက်လို့ရတယ်အနဲ့ရောင်ရှောင်းပါအဝါရောင်ဆောင်သွားရပါတယ်ဒီကာလမျိုးမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အဆင်ပြေချုံးဝေးဖို့ဆိုရင်အိမ်ဖျားမှာပန်းစီမီရေချမ်းလှူချင်းအားဖြင့်ဒါဒီတပတ်ဒီတလအတွင်းမှာဣဗရန်လတလအတွင်းမှာကြာသာပတိနေမှုဖွားတော့မိတ်ဆွေများအဆင်ပြေပါလိမ့်မယ်အလူတန်းလုံးမယ်ဆိုလို့ရှိရင်တော့တဲ့သရုတိစာခொနည်းသားသမီးကိုကျွေးမွေးအပ်ခံမယ်ဆိုရင်တော့ မုတ်လုံးကြီးပေါ်ဆယ်လုံးကိုအိမ်ဖျားမှာစွန်းတော့ကံကြံတဲ့ပူရဟာတွေအားလုံးရက်ွက်ထဲမှာရှိတဲ့ကလေးတွေရောလူကြီးတွေရောအကုန်လုံးဝေပေးလိုက်ပါတယ်အထုပ်လေးနဲ့ဝေပေးရင်ပိုကောင်းတာပေါ့နော်အဲ့တော့အကယ်၍အေးချမ်းမှုတွေရကြတယ်ဆိုရင် ရွှေရင်အေးရေခဲပါတဲ့အေးပါတဲ့အရာလေးတွေကိုဟလာဇလူတီစာကျွေးမွေးအခါမှာဒါဆိုရင်တော့ကြာစာပလေးနဲ့မွေးဖွားသောမိဆွေများပူပြီးတော့ဘုန်းကံတွေတက်မယ်ဇာတာတွေတက်မယ်အကောင်းဆုံးကတော့နှစ်ဆန်းတဲနေကြရင်တော့ခေါင်းစည်းမင်္ဂလာတော့တေချာလေးလုပ်ပေးပါအညံ့နေအားလုံးပူပြီးတော့ ပြည်ဖြောက်သွားဖို့ပေါ့ခေါင်းစင်းမင်္ဂလာနဲ့ပတ်သက်တာလုပ်ရင်တော့ပို့ပြီးတော့နမိတ်ကောင်းပါလိမ့်မယ်ဆိုတော့ကျွန်တော်နဲ့ဘေးရင်တိုက်ရိုက်ကြာသာရင်းနေမွေးဖို့ဆိုမိတ်ဆွေများမေးဖို့ဆိုရင်၄သုံးလုံး၅သုံးလုံး၈သုံးညာနှစ်မှာ Viber KB Way တယောက်ကိုတပေါင်းခွဲသတ်မှတ်ထားတယ်အစဉ်ပြေတဲ့ချင်းအားရတဲ့ချင်းဟောပြီးပါလိမ့်မယ်အစဉ်မပြေဘူးဆိုတော့ဟောဖို့စဉ်ဟောကျွန်တော်တို့မအားရင်တော့ခွင့်လုပ်ပေးစီလိုပါတယ်အဲ့တော့ကြာသာရင်းနေမွေးဖို့ဆိုမိတ်ဆွေများအားလုံး2025 April မှာအေဂျန်စွာဖြင့်ကြံရင်နဲ့တူ ဟလာအညံ့ခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့နှစ်သစ်ကိုလည်းအေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာတောက်ကြာနေမူပေါ်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလားစာမှာတောက်ကြာနေမူပေါ်သောမိတ်ဆွေများရရှိတဲ့နမိတ်ကကံကြမ္မာလှဲပင်းဆိုတဲ့နမိတ်လေးရရှိပါတယ်အဲ့တော့ဧပြီလတလားထဲမှာတောက်ကြာသားသမီးများအားလုံးငွေကန်ကောင်းမယ်ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ်နော်အလုတ်ကန်ကောင်းမယ်အချီးကန်အိမ်တော်ကြီးကန်ကောင်းမယ် ဧပြီလထဲမှာထူးထူးခြားခြားအလှူဒန်းနေလဲလောက်ရပါလိမ့်မယ်။ကံကောင်းမဲ့အောင်ပါလိဒီနံပါတ်ကတော့1နဲ့3ညနှလုံးထဲမှာတစ်လုံးလုံးကိုပိုင်ခံပြီးတော့ကံကောင်းမဲ့အောင်ပါလိဒီနံပါတ်ဖြစ်ဒီလိုပါ။ကံကောင်းစီတဲ့အယောင်ကအဖြူယောင်ဖြစ်ပါတယ်။ဧပြီလတလထဲမှာတောက်ကြနေမူပါတော့မိတ်ဆွေများဘယ်ကိစ္စပဲဖြစ်ဖြစ်အစဉ်ပြေချောမွေးဖို့ဆိုရင်မုတ်လုံးကြီးပေါ်ဆယ်လုံးကိုပကံများထဲမှာထည့်ပြီးဘုရားဆုံးတော်ကပ်ပါ ပူတဲ့ကိုယ့်အိမ်မှာလုပ်တဲ့မုံလုံးကြီးပေါ်လေးကိုအိမ်နေလိုက်ပြီးတော့ဝေငှလိုက်ပါဒါအပြင်ရွှင်အေးတို့မုလက်ဆောင်တို့နောက်ပြီးတော့အေးတဲ့အေးတို့နော်သရုတီစာပြုလုပ်ခြင်းအပြင်လည်းအလှလှုပ်ခြင်းအပြင်လည်းတောက်ကြံနေမွေးပွားသောမိတ်ဆွေများ2025တစ်နှစ်တာလုံးတည်တောင်ကန်ကောင်းနိုင်ပါတယ်အဲ့တော့တောက်ကြံနေမွေးပွားသောမိတ်ဆွေများအနေနဲ့ကျွန်တော်နဲ့ဗေဒင်မေးဖို့ဆိုရင်၄၃၅၃၆၃ည၂ထဲမှာ ်ကျော် KB တို့ weight တို့ fiber တို့ဖွင့်ထားပါတယ်တယောက်ကို15000ယူပါတယ်အားတဲ့ခါကျရင်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်အဲ့တော့မအားလို့ပြန်မဖြည့်ဘူးဆိုလို့ရှိရင်လည်းနားလည်းခွင့်လို့ပေးစီလိုပါတယ်တောက်ကြံနေမူပါသောမိတ်ဆွေများအားလုံး2025နှစ်တက်ဘူးဧပြီလကနေစပြီးမြန်မာနှစ်တက်ကူလာဒီလကနေစပြီးတော့တစ်နှစ်တာလုံးဒကြံတွင်းမှာလည်းဒကြံရည်ဖြင့်ငញံခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရပြီးတော့လူနိုင်တန်းနိုင်ပါစေဘာသာသာသနာကိုဆောက်ရှောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအနေနဲ့မူဖောက်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလအတွက်စနေနေ့မူဖောက်သောမိတ်ဆွေများရရှိတဲ့နမိတ်က The Sun ဆိုတဲ့နေမင်းရဲ့သားတော်လို့နမိတ်ရပါတယ်ကောင်းတဲ့နမိတ်နဲ့ဆိုးတဲ့နမိတ်ဆိုရင်ကောင်းတဲ့နမိတ်တွေမှာပါပါတယ်ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ် အလူတန်းနေလောက်ရလိမ့်မယ်။နောက်သားသမီးအတွက်လည်းအကူအညီကောင်းထောက်ပံ့ကောင်းနေသားသမီးကိုလှုပ်ပေးတာလည်းရတယ်သားသမီးကလည်းကို့ကိုအကူအညီကောင်းထောက်ပံ့ကောင်းရပါလိမ့်မယ်။ငွေကြေးကံကောင်းမယ်။နောက်ပြီးတော့အလုတ်ကံကောင်းမယ်။အွှေ့ပြောင်းကောင်းမယ်။အခြေကံအိမ်တော်ရေးကံလည်းအထူးပြောစရာမလိုပါဘူး။ဘယ်ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့ကံကောင်းမှုဆိုလို့ရှိရင်ကလေးတွေကိုဟလာဒီမွေခြင်းအပြင်ဥမာမုံလုံးကြီးပေါ်တော်လကောင်းအေးတော်လကောင်းအချူကြီးတော်လကောင်းဧပြီလတလထဲမှာ ကလေးတွေကိုအလူလုပ်ခြင်းအပြင်စနေနေ့မွေးဖောက်သောမိတ်ဆွေတွေပို့ပြီးတော့ကံကောင်းပါလိမ့်မယ်။ထီထိုးကံစမ်းမယ်ဆိုရင်တော့ကိုးတစ်လုံးနဲ့ကိုအပိုင်ခံပြီးတော့ကံကောင်းမဲ့အောင်ပါလိဒီနံပါတ်ပြည့်ထီထိုးပါ။ကံကောင်းစီတဲ့အယောင်ကအပြာယောင်ဖြစ်ပါတယ်။အဲ့တော့တောက်ကြံနေမွေးဖောက်သောမိတ်ဆွေများအနေနဲ့ကျွန်တော်နဲ့ဗေဒင်မေးဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညနှစ်ထဲမှာ Viber KB Wave ဖွင့်ထားပါတယ်ဗိုက်ဘာအနေကြီးအကြောင်းကြားပါ KB ဝေးကနေညံပူစော်က1000ခွဲယူပါတယ်တအုပ်တအုပ်ကိုအဲ့တော့အားရင်ကျွန်တော်ဖြည့်ပေးပါမယ်အကဲရွေးမအားလို့ပြန်ပြီးတော့ဆက်ဖြည့်ရင်လည်းနားလည်ခွင့်လို့ပေးစီလို့ပါတယ်အဲ့တော့ဇနီးနေမူဖော်သောမိတ်ဆွေများတကြံတွင်းမှာလည်းအကြံရည်ဖြင့်အေးချမ်းစွာအန္တရာယ်ကင်းစွာဖြတ်သန်းပြီးတော့2025တနှစ်တာလုံးလဲ1.9ကနေတနှစ်တာလုံးလဲငွေကြီးလူမှုရေးစီးပွားရေးအိမ်တွင်းအိမ်နောက်အခြေအနေအားလုံး အေးချမ်းစွာအောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ